ငလင်းတွေကတဘာဝရဲ့အကြောင်းယွန်းပွဲအကောင်းဆုံးအင်အားစုတွေတရာတစ်ခုပါသူတို့ကသတိပေးချက်အနည်းငယ်နဲ့ပဲရုပ်တရက်ဖြစ်ပေါ်လာတတ်ပြီးတော့အမှုမျိုးလက်နဲ့တစ်ခုလောက်အထိပြက်ဆွေးမှုတွေဖြစ်စေနိုင်ပါတယ်။တမိုင်းမှာအားကောင်းတဲ့ငလင်းတွေရဲ့ဥပမာတွေအများကြီးရှိပေမဲ့တချို့သောငလင်းတွေကတော့တခြားဟာရီထက်ပိုပြီးတော့ထင်ရှားပါတယ်။ဒါကတော့တမိုင်းတစ်လျှောက်အကြီးမားဆုံးငလင်း၁၀ခုပါ ကိုဘေးမျိုးကဂျပန်နိုင်ငံရဲ့တထမမြောက်အကြီးဆုံးမြို့ဖြစ်ပြီးတော့လူဦးရေ၁.၅သန်းနေထိုင်ပါတယ်။ဖီလာဒေးဖီးယားနဲ့ဆန်ဒီယာဂိုလိုမျိုးမြို့တွေနဲ့အဆင့်အတန်းတူပါတယ်။ကိုဘေးမျိုးက1853ခုနှစ်မှာ 265နှစ်ကြာဂျပန်နိုင်ငံရဲ့ဒေသနေထိုင်မှုမူဝါဒပြီးဆုံးသွားပြီးတဲ့နောက်တခြားနိုင်ငံတွေနဲ့စတင်ပြီးတော့ကုန်သွယ်ခဲ့တဲ့ဂျပန်မျိုးတွေတရားတစ်မျိုးဖြစ်ပါတယ်။အဲဒီမူဝါဒကဘယ်နိုင်ငံတွေကဂျပန်နဲ့ကုန်သွယ်လို့ရမယ်ဆိုတာကိုအကန့်အသတ်နဲ့သတ်မှတ်ထားပြီးတော့လူတွေကိုနိုင်ငံတွေဝင်ခွင့်ထွက်ခွင့်မပြုတဲ့မူဝါဒဖြစ်ပါတယ်။အဲဒီမူဝါဒပြီးဆုံးသွားတဲ့အခါကိုဘေးရဲ့စီးပွားရေးကမြ мян ဆန်ဆန်ထိုးထွက်လာပြီးဂျပန်ရဲ့အရေးပါတဲ့စိတ်ကဲမျိုးတစ်မျိုးဖြစ်လာပါတယ်။ သူတို့က150ကျော်ကြာထူးထပ်လာခဲ့ပေမဲ့1995ခုနှစ်မှာကြီးမားတဲ့ငလင်တစ်ခုကြောင့်ဆယ်စုနှစ်နှစ်ဆူလောက်နောက်ပြန်ဆုတ်သွားခဲ့ရပါတယ်။ ဟန်ရှင်ငလင်ကြီးတို့မဟုတ်ကိုဘေးငလင်လို့လူသိများတဲ့အဲ့ဒီငလင်ကအားအကောင်းဆုံး6.9ရှိပြီးတော့ကျောက်စီယာကောင်းတဲ့စက္ကန့်20ကြာလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ American Dollar 100ဘီလီယံကျော်ပျက်စီးဆုံးရှုံးမှုတွေဖြစ်ခဲ့ပြီးတော့ National Geographic အရအဲ့ဒီငလင်ကြောင့်လူ6000တိဆုံးခဲ့ပြီးတော့နောက်ထပ်4500ကျော်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ Encyclopedia Britannica အရတော့ ။အိုမဲအိမ်မဲဖြစ်သူကတော့၃သိန်းနီးပါးရှိခဲ့တယ်ဆိုပြီးတော့သိရတာလည်းဖြစ်ပါရင်။ second 20အတွင်းမှာပဲကိုဝေးငလင်ကအိမ်ယာ၂သိန်း၄၀၀ကိုပြည့်စည်စေခဲ့ပြီးတော့ တန်းနဲ့ချီတဲ့လူတွေဟာရေနဲ့လျှက်စစ်မရှိတဲ့အခြေအနေမှာဖြစ်သွားခဲ့ရပါတယ်။အဲဒီငလင်ကအဝါကြီးချုံရဲ့မြောက်ဖက်မှာစတင်ခဲ့ပြီးတော့ကိုဘီမျိုးလေကောင်ကနေမိုင်12မိုင်လောက်ကွာဝေးတဲ့နေရာမှာဖြစ်ပွားခဲ့တာပါ။မနက်9:46မိနစ်မှာငလင်စတင်ပြီးတော့လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။1923ခုနှစ်ကထိုချိုရိုဂိုဟာမာငလင်ကြီးနောက်ပိုင်း ဂျပန်ကိုဖြစ်ခဲ့တဲ့အစိုးဆုံးငလင်ဖြစ်ပါတယ်အဲ့ဒီတုန်းကဆိုရင်တော့လူပေါင်း3000 4000တိုက်ဆုံးခဲ့တာလည်းဖြစ်ပါတယ် ဂျပန်ကငလင်များတဲ့နေရာဖြစ်ပါတယ်။အကြောင်းကတော့သူကထထောနှစ်ပြားကြီးလီကူရဲ့အစွန်းမှာတည်ရှိနေလို့ဖြစ်ပါတယ်။အဲဒါကတော့ပစိဘိတ်မြောက်အမေရိကရှူရီရှားနဲ့ဖိလစ်ပိုင်ပြားကြီးတွေဖြစ်ပါတယ်။အဲဒီပြားကြီးတွေကအချိန်တိုင်းတစ်ခုနဲ့တစ်ခုပုတ်တိုက်နေကြပါတယ်။သူတို့တွေတိုက်မိရင်ဖိအားတွေများလာပြီးနောက်ဆုံးမှာပြန်လည်ထုတ်လွှတ်တဲ့အခါငလင်ဆူနာမီနဲ့မီးတောင်ပေါက်ကွဲမှုတွေဖြစ်ပေါ်စေပါတယ်။ငလင်လှုပ်ပြီးတဲ့နောက်မှာတော့ လူကူညီရေးလုပ်ငန်းတွေအတွက်ကိုစေတနာဝန်ထမ်းတတသမနှစ်သန်းကို ကိုဗစ်သွားရောက်ပြီးတော့ကူညီပေးခဲ့တယ်။711လို့ကုမ္ပဏီတွေကသူတို့ရဲ့ထောက်ပံ့ရေးကွန်ရက်တွေကိုအသုံးပြုပြီးတော့လိုအပ်နေတဲ့သူတွေစီပစ္စည်းတွေပို့ပေးခဲ့ပါတယ်။ Motorola ကတော့လူတွေအတွက် အခမဲ့ဖုန်းဝန်ဆောင်မှုတွေပေးခဲ့ပါတယ်။ယာကူဇာရီတောင်မှကုညီးလုပ်ငန်းတွေမှာပါဝင်ခဲ့ပါတယ်။သူတို့ကတကယ်လို့အနေနဲ့သူတွေစီအစားအစာနဲ့တခြားလိုအပ်ချက်တွေဖြန့်ဝေပေးခဲ့ကြပါတယ်။ဂျပန်အစိုးရရဲ့နေကွေးတဲ့တုံ့ပြန်မှုကြောင့်အဲ့ဒီအဖွဲ့အစည်းတွေဟာကုညီးလုပ်ငန်းတွေမှာအဓိကအခန်းကဏ္ဍကနေပါဝင်ခဲ့ရပါတယ်။တုံရှမ်းမျိုးကတရုတ်နိုင်ငံအရှေ့မြောက်ပိုင်းကပင်လယ်ဝါကမ်းခြေမှာရှိတဲ့မျိုးတစ်မျိုးဖြစ်ပါတယ်။ မြို့ပြဧရိယာမှာလူဦးရေ3.6တန်းကျော်နေထိုင်ပြီးတော့ 1890ခုနှစ်ကစတင်ခဲ့တဲ့ကြောင်မီသွေးထူဖော်ရေးလုပ်ငန်းကြီးကိုအခြေခံထားတဲ့မြို့ဖြစ်ပါတယ်။သူတို့ကတရုတ်နိုင်ငံရဲ့ပထမဆုံးဆန်ရထားလန်းကိုတည်ဆောက်ခဲ့ပြီးတော့အတာဟာကဘာမှာအသုံးအများဆုံးရထားလန်းအမျိုးအစားဖြစ်ပါတယ်။သမိုင်းပညာရှင်တွေကဒါကိုတရုတ်ရဲ့စက်မှုတော်လှန်ရေးမြေပြင်လို့တင်စားခေါ်ဝေါ်ကြပါတယ်။1986ခုနှစ်မှာတုံရှမ်းငလင်ကြီးလို့အမည်တွင်ခဲ့တဲ့အားကောင်းတဲ့ငလင်တစ်ခုကြောင့်တုံရှမ်းရဲ့ကြောင်မီသွေးထူဖော်ရေးလုပ်ငန်းတွေလုံးဝပြောက် က်ွယ်သွားခဲ့ရပါတယ်။တဘာဝ BND ရဖြစ်တဲ့အရိငလင်က အားအကောင်းဆုံး9.6ရှိပြီးတော့1906ခုနှစ်ကဆန်ဖရန်စစ္စကိုငလင်ကြီးလောက်ကို အားကောင်းတာဖြစ်ပါတယ်။ဆန်ဖရန်စစ္စကိုငလင်က9.9ရှိပါတယ်။တုံရှမ်းငလင်ကမနက်3:42မိနစ်မှာစတင်လှုပ်ခတ်ခဲ့ပြီးတော့ဗဟိုချက်ကမြို့ရဲ့တောင်ပိုင်းမှာရှိပါတယ်။ဒီငလင်ရဲ့လှုပ်ခတ်မှုက အရန်ကိုပြင်းထန်လွန်းလို့မိုင်680အကွာဝေးအထိလူတွေကမြေကြီးတုံနေတာကိုခံစားခဲ့ရပါတယ်။မင်းနေပိုင်းအတွင်းမှာပဲတုံရှမ်းမြို့ရဲ့အဆောက်အဦ85ရာခိုင်နှုန်းကပျက်စီးသွားခဲ့ပြီးတော့အတုံးမပြုတ်နိုင်တော့ပါဘူး။ဝန်ထဲစရာကောင်းတာကတုံရှမ်းငလင်ဟာတမိုင်းမှာမှတ်တမ်းတင်ထားတဲ့အသေးပြောက်အများဆုံးသဘောဝ BNDA တွေတရတစ်ခုဖြစ်ပြီးတော့လူပေါင်း2300တောင်း2000တိဆုံးခဲ့ရပါတယ်။တချို့လူတွေကတော့ဒီကနန်းဟာ6300 9000အထိရှိနိုင်တယ်လို့ယုံကြည်ကြပါတယ်။ အုတ်ကြောင်းနဲ့ကွန်ကရစ်တွေနဲ့ဆောက်ထားတဲ့အားပြေမထားတဲ့အိမ်တွေမှာအိမ်နေတဲ့လူအများစုကအဲဒီမနက်မှာပဲအသက်ဆုံးရှုံးခဲ့ရပါတယ်။နေလေပိုင်းမှာတော့အားကောင်းတဲ့9.3ညရှိတဲ့ငလင်ငယ်တစ်ခုမြို့ရဲ့အရှိမြောက်ဖက်မိုင်53မိုင်အကွာမှာထပ်ပြီးတော့လှုပ်ပါတယ်။ဒါကြောင့်ထပ်ဆောင်ပျက်စီးမှုတွေဖြစ်ပြီးတော့ကေဆယ်ကြီးလုပ်ငန်းတွေကိုအတားအဆီးဖြစ်စေခဲ့ပါတယ်။ကြောင်မီသွေးမိုင်းတွေနဲ့ပတ်သက်ရင်ငလင်လှုပ်တဲ့အချိန်မှာ မိုင်းတွင်းထဲမှာတပ်ထုတွင်းလှုပ်တာတက်တောင်းရှိနေခဲ့ပါတယ်။ အများစုကတော့အပြင်ကိုထွက်နိုင်ခဲ့ပေမဲ့ရေလွန်းလွန်းမှုမှုနဲ့တအားပြတ်ကျောင်းမှုတွေကြောင့်မိုင်းတွင်းတွေကရက်အတော်ကြာအလုံးမလုံးနိုင်ခဲ့ပါဘူး။ရက်အနေငယ်အကြာမှာတအားပြန်ရပေမဲ့ရေလွန်းမှုမှုနဲ့အဆောက်အဦပျက်စီးမှုတွေကြောင့်တနစ်ခွဲလောက်အချိန်ယူပြန်လည်ပြီးတော့ပြုပြင်ခဲ့ရပါတယ်။1989ခုနှစ်နှစ်ကုန်မှသာငလေမဖြစ်ခင်ကထုတ်လုပ်နိုင်တဲ့ပမာဏကိုပြန်ရောက်ခဲ့ရလေဖြစ်ပါတယ်။ ကောခတာကနေပေါင်းနိုင်ငံကခရိုင်89ခုရဲကတစ်ခုဖြစ်ပါတယ်။အိန္ဒိယနဲ့တိဘက်ကြားမှာရှိတဲ့ဟင်းပေါ်တာတောင်တန်းနိုင်ငံလေးလေးဖြစ်ပါတယ်။ area အားဖြင့်စတုထားမြောက်အကြီးဆုံးမျိုးဖြစ်ပြီးတော့ဒန်နိုင်လာဂေါခတာစစ်သားတွေနဲ့ ခေတ်စ်နေပေါ်နိုင်ငံဖြစ်ပေါ်လာပုံတွေကိုဆက်ဆက်နေတာဖြစ်ပါတယ်။ဒါပေမဲ့2015ခုနှစ်မှာနေပေါ်နိုင်ငံကို အကြီးအကျယ်လှုပ်ခတ်စေခဲ့တဲ့ငလင်မှာတော့ဒီဆက်သားတွေဟာအခုအညီများစွာမပေးနိုင်ခဲ့ပါဘူး။2015ခုနှစ်ဧပြီလ25ရက်နေ့မနက်7:56မိနစ်မှာဂေါ်ခတာခရိုင်ရဲ့အရှေ့ဘက်မှာအားအကောင်းဆုံး9.8ရှိတဲ့ငလင်လှုပ်ခတ်ခဲ့ပါတယ်။ ကျေးဇူးတင်စရာကောင်းတာကငလင်လှုပ်တဲ့အချိန်မှာမျိုးပြဒေတာကလူအများစုဟာအပြစ်မှာအလုံးလုံးနေကြလို့အသက်ဆုံးရှုံးမှုတွေတိတိတသာရောနေသွားခဲ့ပါတယ်။ဒါပေမဲ့လည်းလူ9000နီးပါးသေဆုံးခဲ့ပြီးတော့ 2000လောက်တရားရခဲ့ကြပါတယ်2015ခုနှစ်ငလင်က1934ခုနှစ်ကဘီဟာနီဘောငလင်ကလေးကနေပေါ်ကိုဖြစ်ခဲ့တဲ့အဆိုးဝါးဆုံးတဘာဝဘေးအန္တရာယ်ဖြစ်ပါတယ်ငလင်ငယ်ရီကရက်အတော်ကြာဆက်လုံနေခဲ့ပြီးတော့24နာရီအတွင်းမှာပဲ6.6နဲ့6.9ရှိတဲ့ငလင်နှစ်ခုထပ်ပြီးတော့လှုပ်ခဲ့ပါတယ်ပထမငလင်ဖြစ်ပြီးနှစ်ပတ်အကြာမေလ12ရက်နေ့မှာတော့9.3ရှိတဲ့ငလင်တစ်ခုထပ်ပြီးတော့လှုပ်ပါတယ်ဒီငလင်ကြောင့်လူ 1900လောက်တန်ရာရခဲ့ပြီးတော့တရာကျော်ထပ်ပြီးတော့သေဆုံးခဲ့ပါတယ်2015ခုနှစ်ဧပြီလ25ရက်နေ့ဟာ Everest Town ပေါ်မှာအထူးအပြောက်အများဆုံးနေ့တစ်နေ့လည်းဖြစ်ခဲ့ပါတယ်နေပေါ်ငလင်ကျောင်း Phu Mori Town မှာ နှင်းမြစ်ပြိုမှုတွေဖြစ်ပေါ်ခဲ့ပြီးတော့အေရတောင်ရဲ့တောင်ဘက်အခြေဆိုင်စခန်းအထိနှင်းနေရွေရှားခဲ့ပါတယ်။စခန်းမှာရှိတဲ့လူ22ယောက်ဟာနှင်းတွေအောက်မှာမြုပ်ပါသွားခဲ့ပြီးတော့အသက်ဆုံးရှုံးခဲ့ရပါတယ်။ဒီနှင်းမြစ်ပြိုမှုဟာ2014ခုနှစ်က Everest တောင်ပေါ်မှာဒုတိယအသေးပြောက်အများဆုံးနေ့ဖြစ်ခဲ့တဲ့ရေကဲမြစ်ပြိုမှုဖြစ်ပြီးတဲ့နောက်တနင်္လာနေ့အကြာမှာဖြစ်ပွားခဲ့တာပါ။အဲဒီတုန်းက Sherpa တောင်တက်သမား16ယောက်ဟာရေကဲမြစ်ပြိုမှုရဲ့ဒဏ်ကောင်တွေဖြစ်ခဲ့ရပါတယ်။ ဟင်းမဝန္တာဒေတာကကမ္ဘာပေါ်မှာငလင်အများဆုံးလှုပ်ရှားနေတဲ့နေရာတွေကတခုဖြစ်ပေမဲ့6.3ညနဲ့အထက်အားကောင်းတဲ့ငလင်တွေကတော့တော်တော်ရှားပါပါတယ်။2015မတိုင်ခင်ကနောက်ဆုံးလှုပ်ခတ်ခဲ့တဲ့ငလင်က1988ခုနှစ်က6.9ရှိတဲ့ငလင် ဖြစ်ပြီးတော့အဲ့ဒါမတိုင်ခင်ကတော့1934ခုနှစ်က7.3ညရှိတဲ့ငလင်ဖြစ်ပြီးတော့လူပေါင်း1000ကျော်အသက်ဆုံးရှုံးခဲ့ရတာလည်းဖြစ်ပါတယ်။စီချွမ်းပြည်နယ်ဟာတရုတ်နိုင်ငံအလဲပိုင်းမှာရှိ ှိတဲ့ပင်လယ်မကက်တဲ့ပြည်နယ်တစ်ခုဖြစ်ပါတယ်။ Google Maps မှာကြည့်ရင်တရုတ်စရဲစလုံးအောက်ဖက်မှာတည်ရှိပါတယ်။စီချွန်ပြည်နယ်မှာလူဦးရေ83သန်းလောက်နေထိုင်ပြီးတော့အကယ်လို့အသီးခြားနိုင်ငံတစ်ခုဖြစ်ခဲ့ရင်တူရကီနဲ့ဂျာမနီကြားမှာကမ္ဘာ19ခုမြောက်အကြီးဆုံးနိုင်ငံဖြစ်မှာပါ။ တမိုင်းကျောင်းအရာစီချွန်ပြည်နယ်ကိုကျောဝချမ်းသာရပြည်နယ်လို့သိကြပါရယ်တရုတ်နိုင်ငံရဲ့အကြီးဆုံးစိုက်ပျိုးရေးထုတ်လုပ်သူတွေကတခုဖြစ်လို့ပါ2008ခုနှစ်မှာရှစ်တသမတုံညာရှိရဲ့ကြီးမားတဲ့ငလင်တခုဟာစီချွန်ပြည်နယ်မှာမပြောပါလောက်အောင် ဖြစ်စည်းမှုတွေဖြစ်စေခဲ့ပါရယ်လူပေါင်း6သိန်း9000နီးပါးသေဆုံးခဲ့ပြီးတော့3သိန်း9000 4000လောက်ဒဏ်ရာရခဲ့ကြတာဖြစ်ပါရယ်စီချွန်ငလင်ကြီးလို့အမည်တွင်တဲ့အဲ့ဒီငလင်ဟာ 2008ခုနှစ်မေလ12ရက်နေ့နေ့လယ်နှစ်နာရီခွဲလောက်မှာစတင်ပြီးတော့လှုပ်ခတ်ခဲ့ပါတယ်။ဒီငလင်ကအရန်ပြင်းထန်လွန်းလို့မိုင်930အကွာကဘေကျင်းမြို့နဲ့မိုင်1000အကွာက ရှန်ဟိုင်းမြို့အထိလူတွေကမြေကြီးတုံတာကိုခန်းစားခဲ့ရပါတယ်။ထိုင်းနဲ့ဗီယက်နမ်နိုင်ငံကလူတွေတောင်ငလင်လှုပ်တာကိုခန်းစားရတယ်လို့ပြောကြပါတယ်။ နှစ်မိနစ်ကြာလှုပ်တဲ့အရိငလင်ကဗဟိုချက်နဲ့အနီးဆုံးနေရာကအဆောက်အဦ80ရာခိုင်နှုန်းကိုဖျက်ဆီးစေခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲရှန်ဟိုင်းငွေကြေးရပ်ကွက်ကရုံးအဆောက်အဦတွေကနေလူတွေထွက်ပြေးခဲ့ကြရပါတယ်။ဘေကျင်းမှာဆိုရင်2008နွေရာသီအိုလံပစ်ပြိုင်ပွဲအတွက်မီဒီယာဝန်ထမ်းတွေနဲ့စီစဉ်သူတွေဟာငလင်ကြောင့်ရုံးခန်းတွေကနေထွက်ပြေးခဲ့ကြရပါတယ်။ဒါပေမဲ့အိုလံပစ်အဆောက်အဦတွေကတော့ဘာဖျက်ဆီးမှုမှမရှိခဲ့ပါဘူး။စီချွန်ပြည်နယ်ရဲ့အရှေ့ဘက်က ိုင်းခရိုင်မှာတော့ရထားလမ်းတွေငလင်ကြောင့်ပျက်စီးသွားတဲ့အတွက်ဒက်စီတင်ရထား73စီးလမ်းချော်ပြီးတော့မီးလောင်ခဲ့ပါတယ်။ကယ်ဆယ်ရေးလုပ်ငန်းတွေလည်းမလွယ်ကူခဲ့ပါဘူး။ငလင်ကြောင့်အပျက်စီးအများဆုံးခြေရွာတွေစီးသွားတဲ့မော်တော်ကားလမ်းအများစုပျက်စီးခဲ့ပါတယ်။ရှီဖန်မြို့မှာရှိတဲ့ဓာတ်ရုဆက်ယုံတစ်ခုဖြိုကျပြီးတော့လူတရာမြုပ်နေခဲ့ရပါတယ်။အဲဒီအပြင်အရေးအမိုနီယံတန်ချိန်80လဲပတ်ဝန်းကျင်ထဲကိုရိုစိမ့်သွားခဲ့တာဖြစ်ပါတယ်။ ဗဟိုချက်ရဲ့အရှိတောင်ဘက်မှာရှိတဲ့ဒူချန်ရန်မျိုးကကျောင်းတကျောင်းမှာကျောင်းသား900မြုပ်နေခဲ့ပြီးတော့60အောက်ပဲအသက်ရှင်ကျန်ခဲ့ပါတယ်။ငလင်ကျောင်းအကျောင်းအဆောက်အဦး9000ကျော်ဖြိုချခဲ့ပြီးတော့အဆောက်အဦးအရေသွေးညံ့တာကိုအများအပြစ်တင်ခဲ့ကြပါတယ်။စာရေးဆရာနဲ့ပဝင်းကျင်ထိန်းသိမ်းရေးသမားတန်ဇိုရန်ကကျောင်းသားတွေတည်ဆုံမှုကိုစုံစမ်းစစ်ဆေးခဲ့ပြီးတော့ကျောင်းအဆောက်အဦးညံဖျင်းလို့ကလေး9600တည်ဆုံခဲ့ရတယ်လို့အစီရင်ခံပြီးတဲ့နောက်ဖမ်းဆီးခံခဲ့ရပါတယ်။ သူကိုနိုင်ငံတော်အာဏာကိုဆန့်ကျင်ဖို့လှုပ်ဆော်တဲ့အပြင်နဲ့ထောင်ဒဏ်၅နှစ်ချမှတ်ခံခဲ့ရပါတယ်။ချီလီနိုင်ငံကို ပထမအဆင့်ဒေသ16ခုခွဲထားပါတယ်။အဲဒီဒေသတွေတဲကမော်ဝီဒေသကချီလီရဲ့ရှီလီယာရဲ့မြေပုံရဲ့အလဲဘဟုမှာတည်ရှိတာဖြစ်ပါတယ်။မော်ဝီဒေသကိုမော်ဝီမြစ်ကိုအစွဲပြုပြီးတော့အမည်ပေးထားတာဖြစ်ပါတယ်။ဒီမြစ်ဟာရှေးခေတ်အင်ကာအင်ပါရာရဲ့တောင်ဘက်နယ်နိမိတ်အဖြစ်အထင်ကြီးသမိုင်းဝင်နေရာတစ်ခုလည်းဖြစ်ပါတယ်။ဒီကနေ့မှာတော့မော်ဝီဒေသဟာ တက်တော်လုပ်ငန်း၊စိုက်ပျိုးရေးလုပ်ငန်းနဲ့ဝိုင်းလုပ်ငန်းတွေနဲ့စီကားနေပါတယ်။တကယ်တော့အမော်ဝီဒေတာဟာချီလီနိုင်ငံရဲ့အကြီးဆုံးဝိုင်းထုတ်လုပ်ရေးဒေတာဖြစ်ပြီးတော့တိုင်းပြည်ရဲ့ဝိုင်းတင်ပို့မှုရဲ့90ရာခိုင်နှုန်းကို ထုတ်လုပ်ပေးနေပါတယ်။2010ခုနှစ်ဖေဖော်ဝါရီလမှာတော့ချီလီကန်ယူရန်တခြားကလူတိုင်းအတွက်အရက်တစ်ခွက်တောက်ဖို့အကြောင်းရှိခဲ့ပါတယ်။အဲဒီနေ့ဖေဖော်ဝါရီ29ရက်နေ့မှာတော့8.8ရှိရှိတဲ့ငလင်ကြီးတစ်ခုဖြစ်ပွားခဲ့ပါတယ်။လူဦးရေ6600နေထိုင်တဲ့မြို့ငယ်လေးပယ်ဟွေးမြို့ရဲ့ကန်ယူရန်ကနေ မိုင်နှစ်မိုင်အကွာမှာစတင်ပြီးတော့လှုပ်ခတ်ခဲ့တာဖြစ်ပါတယ် ငလင်းကမနက်3:34မိနစ်မှာစတင်လှုပ်ခတ်ခဲ့တာဖြစ်ပြီးတော့အဲ့ဒီအချိန်မှာဒေသခံဝိုင်ထုတ်လုပ်သူတွေပဲနိုးနေပြီးတော့သူတို့ရဲ့စပစ်ချန်တွေကိုဂယုဆိုင်နေတဲ့အချိန်ဖြစ်ပါတယ်။ပြင်းထန်တဲ့လှုပ်ခတ်မှုကမိနစ်30ကြာမြင့်ခဲ့ပြီးတော့ချီလီရဲ့တခြားဒေသ6ခုမှာပါလှုပ်ခတ်မှုကိုခံစားခဲ့ရပါတယ်။ချီလီနိုင်ငံရဲ့လူဦးရေ80ရာခိုင်နှုန်းလောက်ကဒီတိုက်ခိုက်ခံရတဲ့ဒေသတွေမှာနေထိုင်ကြပါတယ်။ဖီရူးတောင်ပိုင်းကမိုင်1500အကွာအဝေးအထိတောင်လှုပ်ခတ်မှုကိုခံစားခဲ့ရပါတယ်။ဒါပေမဲ့ချီလီငလင်းက မြေကြီးကိုပဲလှုပ်ခက်စေတာမဟုတ်ပါဘူးဆူနာမီတစ်ခုကိုပါဖြစ်ပေါ်စေခဲ့ပြီးတော့ချီလီအလဲပိုင်းကယူရန်ဒီသားကကန်းချီမြို့တွေကိုပျက်စီးစေခဲ့ပါတယ် နိုင်ငံ93နိုင်ငံကဆူနာမီသတိပေးချက်တွေထုတ်ပြန်ခဲ့ပြီးတော့လိုင်းတွေကမြောက်ဖက်ဆန်ဒီယာဂိုအထီးနဲ့အနောက်ဖက်ဂျပန်အထီးတောင်အနေငယ်ပျက်စီးမှုတွေဖြစ်စေခဲ့ပါတယ်။ချီလီနိုင်ငံရဲ့လူဦးရေ93ရာခိုင်နှုန်းကမီးပြတ်တောက်မှုတံကိုခန်းစားခဲ့ရပြီးတော့အဲဒီတုန်းကသမရမစ်ချယ်လီမက်ချလတ်က ကပ်ဘေးအခြေအနေကြေညာခဲ့ပါတယ်။အလွန်ပြင်းထန်တဲ့2010ငလင်ဟာ လူ925ဦးသာသေဆုံးခဲ့ပေမဲ့ချီလီစီးပွားရေးမှာ American Dollar 15ဘီလီယံကနေ30ဘီလီယံအထိဆုံးရှုံးမှုတွေရှိခဲ့ပါတယ်။တကယ်တော့2010ငလင်ဟာချီလီသမိုင်းမှာတတိယအားအပြင်းဆုံးငလင်ဖြစ်ပါတယ်။ပထမနေရာမှာတော့1960ခုနှစ်ကချီလီငလင်ကြီးရှိပါတယ်။အဲဒီငလင်က6.4ကနေ6.6အထိရှိခဲ့ပြီးတော့ဒီကနေ့အထိလူသားသမိုင်းမှာအပြင်းထန်ဆုံးငလင်အဖြစ်မှတ်တမ်းတင်ထားပါတယ်။ရုရှားနိုင်ငံကိုငလင်နဲ့ က်ဆက်မြင်လေးမရှိကြပါဘူး။ဒါကြောင့်1952ခုနှစ်နိုဝင်ဘာလ4ရက်နေ့ကဒီနိုင်ငံမှာသမိုင်းတစ်လျှောက်အကြီးဆုံးငလင်တစ်ခုဖြစ်ပွားခဲ့တယ်ဆိုတာကိုသိရင်တော့တော်တော်လေးအံ့အားသင့်စရာဖြစ်မှာပါ။အားပြင်းတာကတော့6.3ရာထောင်ရှိတဲ့ဒီငလင်ကရုရှားရဲ့အရှေ့ဘက်ကန်ယူရန်နားမှာစတင်ပြီးတော့လုခတ်ခဲ့ပါတယ်။အဲဒီငလင်ကြောင့်အဲ့ဒီဒေသမှာဆူနာမီအကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ပြီးတော့ဂန်ယိုရန်ကနေမိုင်80မိုင်အကွာမှာဖြစ်တာကြောင့်ပိုဆိုးွားခဲ့တာဖြစ်ပါတယ်။ ခမကားချွန်းဆွယ်မှာဆိုရင်တော့အထူးသဖြင့်ပြင်းထန်စွာထိခိုက်ခဲ့ရလဲဖြစ်ပါတယ်ဒီနေရာမှာအမြင့်၄မီတာကနေ၁၈မီတာအထိဆူနာမီ၃ချိန်ဖြစ်ပွားခဲ့ပါတယ်လိုင်းတစ်ခုနဲ့တစ်ခုကြားမှာအချိန်တော်ကြာခဲ့တာကြောင့်ဒေသခံတွေကလိုင်းတစ်ခုပြီးတိုင်းအန်ဒီယေဂင်းမီထင်ပြီးတော့အိမ်ပြန်ကြရာနောက်လိုင်းနဲ့ထပ်တွေ့ရတာမျိုးဖြစ်ခဲ့ပါတယ်အဆိုဆုံးကတော့တတိယမြောက်လိုင်းဟာအကြီးဆုံးနဲ့အဖြတ်စွမ်းအားရှိဆုံးဖြစ်ခဲ့ပါတယ်အဆုံးသတ်မှာတော့လူ၁၀၀၀ကနေ၁၅၀၀အထိအသက်ဆုံးရှုံးခဲ့ရပါတယ်ရုရှားတနိုင်ငံနဲ့ပဲထိခိုက်တာမဟုတ် ဟုတ်ပါဘူး6နာရီအကြာမှာဟာဝိုင်အီမှာဆူနာမီအနေနဲ့ရောက်ရှိပြီးတော့သင်းမောတချို့ပျက်စီးခဲ့ပါတယ် ဒီငလင်းရဲ့အားကပစိပိတ်သမုတ်တရားကို10နာရီအတွင်းလှိုင်းနေဖြတ်တန်းစေနိုင်ခဲ့တာပါဒီလိုလုံနိုင်တဲ့ငလင်းတွေကရှားပါပါတယ်အဲဒီဒေတာကလူသူနေပါတဲ့နေရာဖြစ်ခဲ့တာကြောင့်ဘလောက်ထိအသက်ဆုံးရှုံးမှုတွေပိုများမလဲဆိုတာကိုတော့ဘယ်သူမှမပြောနိုင်ပါဘူးငလင်းတွေအကြောင်းပြောရင်တမိုင်းမှာအကြီးအကျယ်ဆုံးဖြစ်ရပ်တွေတဲကတခုကိုတော့မဖြစ်မနေပြောရမှာပါ2012ခုနှစ်မှာဂျပန်နိုင်ငံဟာတမိုင်းတလျှောက်အပြင်းထန်ဆုံးငလင်းကိုကြုံတွေ့ခဲ့ရပါတယ် ။ဟိုရှိကားကျွန်းဆွေရဲ့အရှိကန်ယူရန်ကနေမိုင်53အကွာမှာစတင်ပြီးတော့လှုပ်ခတ်ခဲ့တဲ့ဒီငလင်းကဆူနာမီဟိုပါဖြစ်ပေါ်စေခဲ့ပြီးတော့လူထောင်ချီတိတ်ဆုံးပြီးဒေါ်လာပီလီယံချီပျက်စီးမှုတွေဖြစ်စေခဲ့ပါတယ်။ငလင်းစတင်လှုပ်ခတ်တဲ့အချိန်မှာဟွန်ရှူးကျွန်းတစ်ခုလုံးကအကြီးအကျယ်ကိုလှုပ်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။ တကယ်တော့ဒီငလင်ကအရန်ပြင်းထန်လို့လို့ကျွန်ရဲ့ဒီနေရာက10ပေလောက်အထိကိုအရှိတ်ဘက်ကိုရွှေ့သွားခဲ့ပါတယ်။ဆူနာမီလိုင်းအမြင့်က42ပေအထိရှိခဲ့ပြီးတော့ဂျပန်ကုန်းမကြီးကိုအကြီးကျယ်ဖျက်ဆီးခဲ့ပါတယ်။ပိုဆိုရာကဖူဂူရှိမာနျူကလ িয়ার ဆက်ယုံကိုပါဖျက်ဆီးစေခဲ့တာပါ။ရီယယ်တာ3ခုမှာအဆင့်9ရှိတဲ့အရေးပြောမှုဖြစ်ပွားခဲ့ပြီးတော့1986ခုနှစ်ကချာနိုဘိုင်းဖြစ်ရက်ကလေးကအဆိုးရွားဆုံးနျူကလ িয়ার ဘေးအန္တရာယ်ဖြစ်ခဲ့ပါတယ်။ ဒေဆုံးသူအရေအထွတ်အပြင်နောက်ထပ်လူပေါင်းကတော့23863ယောက်ဟာရေဒီယိုတတိကျညဉ့်ဉန်းမှုကြောင့်သူတို့ရဲ့အိမ်တွေကိုပြန်မနေနိုင်သေးပါဘူးဒီ BND ရဲ့ကြောင့်ဖြစ်ပွားခဲ့တဲ့ပျက်စီးမှုတွေကဗီဒီယိုတစ်ခုထဲမှာအကုန်ပြောဖို့ဆိုတာမဖြစ်နိုင်ပါဘူးဂျပန်ရဲ့အမျိုးသားရဲတပ်ဖွဲ့ရဲ့ခံမှန်းချက်အရအဆောက်အဦး4500လောက်အပီးပိုင်ပျက်စီးခဲ့ပြီးတော့နောက်ထပ်3400လောက်ပျက်စီးခဲ့ပါတယ် လူ15000ကနေ20000အထိတည်ဆုံးခဲ့ပြီးတော့စုစုပေါင်းစီးပွားရေးဆုံးရှုံးမှုကဒေါ်လာ200ဘီလီယံကျော်အထိရှိခဲ့ပါတယ်။ခေတ်သစ်ငလင်တွေထဲမှာ2004ခုနှစ်အိန္ဒိယသမုဒ္ဒရာငလင်နဲ့ဆူနာမီကတော့အထင်ရှားဆုံးဖြစ်ရပ်တွေတရာတစ်ခုပါပဲ။2004ခုနှစ်ဒီဇင်ဘာ26ရက်နေ့မှာအာပြင်6ဒသမ8ရှိတဲ့ငလင်တစ်ခုမြောက်ပိုင်းဆူမာထရာကျွန်းရဲ့အနောက်ဘက်ဂန်ယူရနာမှာစတင်လှုပ်ခဲ့ခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ပလဲချမ်းပြည်အောင်မှာစတင်ပြီးတော့ငလင်လှုပ်ခဲ့ခဲ့တာပါဒီငလင်က10မိနစ်ကနေ10မိနစ်အထိကိုကြာမြင့်ခဲ့ပြီးတော့မှတ်တမ်းတင်ထားသမျှတွေမှာအကြဆုံးငလင်ဖြစ်ပါတယ်ဒါပေမဲ့ပြင်းထန်တဲ့ငလင်လှုပ်ခတ်မှုတွေဟာအနီးနားကနိုင်ငံတွေအတွက်အဆိုးဆုံးပြဿနာမဟုတ်သေးပါဘူးငလင်ဆလှုပ်ပြီးမကြခင်မှာပဲပထမဆုံးဆူနာမီလိုင်းတွေဟာအိန္ဒိယသမုဒ္ဒရာကမ်းခြေတစ်လျှောက်ကနိုင်ငံတွေစီကိုရောက်ရှိလာခဲ့ပါတယ်အဆိုးဆုံးထိခိုက်ခံရတဲ့နိုင်ငံတွေကတော့အင်ဒိုနီးရှားသီရီလင်ကထိုင်း အိန္ဒိယနဲ့မြန်မာနိုင်ငံတို့ဖြစ်ပါတယ်။တချို့နေရာတွေမှာဆိုလိုင်းအမြင့်ကတရားပေကြောအထီကိုမြင့်တက်လာခဲ့တာဖြစ်ပါတယ်။ဝန်ထဲစရာကောင်းတာကပင်လယ်ရေပြန်ဆုတ်သွားတဲ့အချိန်မှာဆူနာမီမတိုင်ခင်ပထမဆုံးသတိပေးနမိတ်ဂန်းချီမှာရှိတဲ့လူတွေကဒါကိုအံ့အားသင့်စွာကြည့်နေမိကြပြီးတော့ဘာဖြစ်မယ်ဆိုတာကိုနားလည်တဲ့အချိန်မှာတော့အချိန်နောက်ကျသွားခဲ့ပါပြီ။ ရုံးတင်တဲ့နေ့အရနိုင်ငံ၁၄နိုင်ငံကလူပေါင်း32,000ကျော်အသက်ဆုံးရှုံးခဲ့ရပါတယ်။2004ခုနှစ်အိန္ဒိယသမုဒ္ဒရာငလင်နဲ့ဆူနာမီဟာသမိုင်းတလျှောက်မှတ်တမ်းတင်ထားသမျှထဲမှာအဖြတ်စွမ်းအားအကြီးဆုံးနဲ့အသေးအပြောက်အများဆုံးသဘာဝဘေးအန္တရာယ်တွေရတစ်ခုဖြစ်ပါတယ်။ဂျလိုပြင်းထန်တဲ့ငလင်တစ်ခုကကမ္ဘာမြေကြီးကိုတလောက်ထိခိုက်စေနိုင်တယ်ဆိုတာကိုသိပ္ပံပညာရှင်တွေကအံ့အားသင့်ခဲ့ကြရပါတယ်။ဘလောက်ပဲပြင်ဆင်ပြင်ဆင်ဘလောက်ပဲစီစဉ်စီစဉ်ကျွန်တော်တို့ကသဘာဝမိခင်ရဲ့ဂိယုနာကိုဒါမိခိုနေရတယ် ယ်ဆိုတဲ့အမှန်တရားကိုသတိပေးခံခဲ့ရတဲ့ဖြစ်ရပ်ပါပဲ1964ခုနှစ်မတ်လ28ရက်နေ့မှာ9.2ရှိတဲ့ငလင်တစ်ခုက ပြောရမယ်ဆိုရင်တော့ Alaska ထောင်ပိုင်းကို၄မိနစ်38စက္ကန့်ကြာလောက်ခတ်ခဲ့တာဖြစ်ပါတယ်။မြေကြီးအကြောင်းတွေပွင့်အဆောက်အဦတွေပြိုကျပြီးဆိုနာမီဖြစ်ပေါ်ပြီးတော့လူ132ယောက်သေဆုံးခဲ့ရပါတယ်။အရင်ငလင်ကို Alaska ငလင်ကြီးလို့အမည်ပေးခဲ့ကြပါတယ်။ဒီငလင်ကအခုဆိုရင်မှတ်တမ်းတင်ထားသမျှတွေမှာဒုတိယအားအပြင်းဆုံးငလင်အဖြစ်မှတ်တမ်းဝင်သွားပါပြီ။ဘူမိဗေဒအရဆိုရင်တော့ဒီငလင်ဟာတခြားငလင်တွေကိုမှေးမှိန်သွားစေခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ ဂျိုင်းချိုက်မြင်းကြောင်း600မိုင်လောက်ပြတ်ထွက်သွားပြီးတော့နေပေါင်းရာချီကြာစူးစီးထားတဲ့ဖိအားတွေလွတ်ထုတ်ခံလိုက်ရပါတယ်။၄မိနစ်38စက္ကန့်အတွင်းမှာ60ပေအထိရွေးရှားသွားခဲ့ပါတယ်။မြေကြီးပေါ်မှာကြီးမားတဲ့အကြောင်းတွေပွင့်သွားပြီးတော့လမ်းတွေပိုင်ဆိုင်မှုတွေပျက်စီးခဲ့ပါတယ်။မြေစီလွန်ရေပြိုမှုတွေကြောင့်မြေပြိုမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ Godiat Jona ကတချို့နေရာတွေမှာဆိုရင်တော့30ပေအထိအမြင့်တက်သွားခဲ့ပြီးတော့ Angarjit မြို့နာကတချို့နေရာတွေမှာတော့10ပေ ောက်နှိမ်ဆင်းသွားခဲ့ပါတယ်။ရေအောက်မြေပြိုမှုတွေကြောင့် Valdis မြို့ကစိတ်ကန်းနဲ့ရင်ရင်စိတ်တွေပြိုကျပြီးတော့လူ32ယောက်သေဆုံးခဲ့ရပါတယ်။အမြင့်28ပေအထိရှိတဲ့ဆူနာမီလိုင်းတွေဟာ Alaska ကန်ယူရန်ထိတလျှောက်ကျင်းရွာတွေကိုရေဖုံခဲ့ပါတယ်။ကံကောင်းကျွန်တော်လူဦးရေကျဲပါတဲ့နေရာမှာဖြစ်ပွားခဲ့တာကြောင့်အသေးပြောက်နေခဲ့ပါတယ်။ဒါပေမဲ့ BNDA ရဲ့ပုံရိပ်တွေကတော့ဒီဘေးကဘလောက်ထိဆိုးဝါးခဲ့တယ်ဆိုတာပြောပြနေပါတယ်။အကယ်လို့ဒီငလင်ကမြို့ကြီးတစ်မြို့နားမှာဖြစ်ခဲ့ရင်ဘာတွေဖြစ် ဖြစ်မလဲဆိုတာစိတ်ကူးကြည့်လို့ရပါတယ် ဒီငလင်တွေထပ်ပို့ပြီးတော့ပြင်းတဲ့ငလင်ဆိုတာစိတ်ကူးရင်ပိုခက်ပါတယ်1960ခုနှစ်မေလ22ရက်နေ့မှာချီလီနိုင်ငံဘယ်ဒီဗီယာမြို့သားတွေကအဖြေကိုရှာတွေ့ခဲ့ကြတာလည်းဖြစ်ပါတယ်အရင်နေ့မှာပဲအပြင်ကိုတသမ4ကနေကိုတသမ6အထိရှိတဲ့ငလင်တစ်ခုကလူမာကိုမြို့အနီးမှာစတင်လုပ်ခဲ့ခဲ့ပါတယ်ပြည်ရွေးဧရိယာက900ကနေ1000ကီလိုမီတာ331ကနေ621မိုင်အထိကျယ်ပြန့်ခဲ့ပါတယ်အဲ့ဒီငလင်မဖြစ်ခင်ငလင်ငယ်တွေအကြိမ်ကြိမ် ်လှုပ်ခဲ့ပါတယ် ငလင်ဖြစ်တဲ့အခါမှာတော့82ပေအထိကိုမြင်တဲ့ဆူနာမီလိုင်းတွေကကန်ဂျီကျေးရွာတွေကိုရိုက်ခတ်ခဲ့ပါတယ်။ဒီဆူနာမီကဟာဝိုင်အီလိုဝေးလံတဲ့နေရာတွေအထိတက်ရောက်မှုရှိခဲ့ပါတယ်။ဒီဘေးဒဏ်ကြောင့်မြို့ရွာတွေမှာများစွာထိခိုက်ခဲ့ပေမဲ့အဆိုးဆုံးထိခိုက်ခဲ့ရတာကတော့ဗက်ဒီဗီယာမြို့ဖြစ်ပါတယ်။မြို့ရဲ့အဆောက်အုံတစ်ဝက်နီးပါးကနေထိုင်လို့မရတော့တဲ့အခြေအနေကိုရောက်ရှိခဲ့ပါတယ်။ဒါပေမဲ့တမိုင်းပညာရှင်တွေကတော့ဒီလောက်ပြင်းအားမြန်မာရဲ့ငလင်အတွက်ပျက်စီးမှုပမာဏကနည်းတယ်လို့ဆိုပါတယ်။အဓိကအကြောင်းရင်းကငလ လင်ဗဟိုချက်နဲ့အနီးဆုံးနေရာတွေကဖွံ့ဖြိုးမှုနှေးပါနေလိုပါပဲ အစုံတန်းမှာတော့လူနှစ်တန်းလောက်အိုးမဲအိမ်မဲဖြစ်ခဲ့ရပြီးတော့3000လောက်ဒဏ်ရာရက1000ကနေ6000အထိအသက်သေဆုံးခဲ့ရပါတယ်။စုစုပေါင်းစီးပွားရေးဆုံးရှုံးမှုက950မီလီယံဒေါ်လာလောက်ရှိမယ်လို့ခန့်မှန်းရပြီးတော့ဒါကိုငွေကြေးဖောင်းပွားမှုနဲ့တွက်ရင်9ဘီလီယံနီးပါးအထိရှိမှာဖြစ်ပါတယ်။ဗီဒီယိုလေးအစုံလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးများတင်ပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ပြီးတော့အစုံတွေ့ကြပါစို့ရှင်။